အထူးသဖြင့်တော့ကျွန်တော်တို့ရဲ့မြမထုံးတန်းအစဉ်လာမှာဒီလို ကောင်းမြတ်တဲ့နက္ခတ်တွေအတွက်စူတောင်းအထိတ်ထန်ဖြူတိုင်တဲတဲ့နေရာဌာနမှာပထမအဆုံးရွေးချယ်သင့်တဲ့နေရာဒေသကတော့တကိုးကြီးဖရားတွေရဲ့အေးချမ်းတဲ့နယ်မြေပရဝံဒေသပဲဖြစ်ပါတယ်ဒီလို တကိုးကြီးဖရားတွေရဲ့နယ်မြေပရဝံကိုရွေးချယ်မယ်ဆိုရင်အစမှာအောင်ပါတဲ့ဖရား စေတီပရဝံတွေကိုရွေးချယ်ရမှာဖြစ်ပါတယ်။ဥပမာအားဖြင့်အောင်တော်မူဖရာစေတီဝင်အတွင်အောင်ချမ်းသာဖရာစေတီဝင်အတွင်အောင်မြေလောက အောင်ဘောဓိအောင်မင်းကောင်အောင်စေတီကဲ့သို့ဖရာစေတီတော်ပရဝံအတွင်မှာသွားရောက်ပြီးစူတောင်းအဋိဋ္ဌံပြု တိုင်တရမှာ ဖြစ်ပါတယ်။အလားတူစွာပဲတနင်္ဂနွေနံနဲ့စတဲ့အလိုတော်ပြည့်ကဲ့သို့အဋိဘယ် လေးနက်ကောင်းမွန်လာတဲ့ဖရဲစီဒီပရဝင်းနေအတွင်းမှာလဲစူတောင်းအထိတ်တန်ပြုတိုင်တဲနိုင်မှာဖြစ်ပါတယ်။အောင်ဆိုးတဲ့စကလုံးအလဲမှာပါရှိတဲ့ရန်အောင်မြင်ကဲ့သို့ဖရဲပထိုးစီဒီပရဝင်းနေအတွင်းမှာလဲစူတောင်းအထိတ်တန်ပြုတိုင်တဲနိုင်မှာဖြစ်ပါတယ်။အလားတူစွာပင်ဂျာသာပရေးရဲ့ support နစ်နန်အင်္ဂါနစ်နန်နဲ့စတဲ့စူတောင်းပြည့်ဆွဲတော်မြတ်ဇေယဇေယပါရှိတဲ့ဖရဲပထိုးစီဒီပရဝင်းနေအတွင်းမှာ စူတောင်းထိတ်တန်တိုင်တယ်ပြုခြင်းအပြင်လည်းမိမိဖြစ်လို့တဲ့လူအင်စာနာတွေအထူးပြေဝအောင်မြင်လာစေမှာ ဖြစ်ပါတယ်ဒီလိုစူတောင်းထိတ်တန်ပြုတိုင်တယ်တဲ့နေရာမှာမိမိနဲ့အတူတူကဓာတ်ရည်ရာကံမြင့်ရည်ရာဆောင်ရွက်ရမယ်အစီအစဉ်အခန်းကဏ္ဍလေးကိုတင်ပြပေးရမယ်ဆိုရင်ကြာသောပရိသတ်သမီးတွေဟာစက်ကူပြူတရွက်ပေါ်မှာစော့ပင်တစ်ချောင်းနဲ့ အလိုရှိတဲ့အလိုဆန္ဒ၃မျိုးတိတိကို ရေးမှတ်ပြီးအောင်မောင်းတစ်ခုပေါ်မှာကော်ဖြင့်တော်၎င်းတိတ်အကြည်ဖြင့်တော်၎င်းကတ်ထားပြီးတော့အဆိုပါအောင်မောင်းကိုဆူတောင်းအဋ္ဌံပြုရမယ်နက္ခတ်အချိန်ခါကောင်းမှာဖျားရှိကို၅ပါးသီလခံယူပြီးတဲ့နောက်အောင်မောင်း၅ချက်တိတိတိခတ်ပြီးတော့ အဋိဋ္ဌံပြုတိုင်တဲပါကလည်းမိမိရဲ့အလိုဆန္ဒတွေအထူးပြည့်ဝအောင်မြင်လာစေမှာဖြစ်ပါတယ်။ည9:50နာရီကနေည10:15နာရီမိနစ်အတွင်းမှာရှိတဲ့အချိန်ကာလဟာဖရာပထိုးစီရီပရဝုန်နေရဲ့ဝင်းတကားတွေပိတ်ထားတတ်တဲ့အချိန်ကာလတွေဖြစ်တာကြောင့်ဒီလိုဆောင်ရွက်ဖို့အခွင့်အလမ်းမရရှိခဲ့ဘူးဆိုရင်တော့မိမိနေအိမ်ဖရာခန်းအတွင်းမှာပဲ ဆောင်ရွက်ကမဲ့အစီအစဉ်တွေကို စနစ်တကျတေချာစွာစီစဉ်ဆောင်ရွက်ကြမှာ ဖြစ်ပါတယ်ဒီလိုစက်ကူပြူနဲ့ကတ်ထားတဲ့အောင်မောင်းကိုမိမိနေအိမ်ဖျားခန်းမှာစနစ်တကျထားရှိပြီးတော့မှမိမိဖျားရှ िख ိုးပြီးချိန်စူတောင်းအဋိဌံပြုတ်ပြီးတဲ့အချိန်မှာနေ့စဉ်ပုံမှန်၅ချိန်တိတိတိခတ်ပေးရမှာဖြစ်ပါတယ် ီလိုဆောင်ရမယ်ဆိုရင်တော့မိမိတို့ရဲ့အကြံစီရွယ်ချက်ကြီးမှန်းချက်တွေဟာအနည်းနဲ့အမြန်ပြည့်ဝအောင်မြင်လာစေမှာ ဖြစ်ပါတယ်။ဂျာတာပရိချိုကြီးဂျာတာပရိသားသမီးတွေကိုကောင်းချိုးပြုမဲ့အဓိပတိနက္ခတ်နဲ့ထီးဖြူနက္ခတ်ကြရောက်မဲ့ဒုတိယမြောက်အချိန်ကတော့2025ဒီဇင်ဘာလ4ရက်ဂျာတာပရိနေ့နေတော်လာပြည့်နက်3:30မိနစ်ကနေနက်4:00 တိတိအတွင်းမှာရှိတဲ့အချိန်ကာလဖြစ်ပါတယ်ဒီအချိန်ကာလမှာတော့ဂျာသာပရိချူကြီးဟာကျွန်တော်တို့မြန်မာနိုင်ငံရဲ့မွန်းတဲ့ကောင်းကင်မိမိတို့ရဲ့ဥကောင်းထိတ်တဲ့တဲ့ကိုရောက်ရှိနေတဲ့အချိန်ကာလဖြစ်ပါတယ်ဒါကြောင့်မလို့ဒီအချိန်ကာလမှာလည်းမိမိရဲ့စူတောင်းအဋိဌံပြုမှုအခြေအနေတွေအထူးပြေဝအောင်မြင်လာနိုင်ပြီးနိုဝင်ဘာလ6ရက်နေ့မှာဆောင်ရွက်ခဲ့တဲ့ ဓာတ်ရရရာကံမြင့်ရရရာတွေကိုစီမံဆောင်ရွက်နိုင်မှာဖြစ်ပါတယ်ဒီလိုဆောင်ရွက်မှုမှာရခင်လကဆောင်ရွက်ထားတဲ့အောင်မောင်းအပေါ်မှာပဲနောက်ထပ်အောင်မောင်း၅ချက် DB စူတောင်းအတိတ်ထံပြုပါကလည်းမိမိတို့ရဲ့လူရင်းကြံစည်မှုတွေအနည်းနဲ့အမြန်ပြေဝအောင်မြင်လာစေမှာဖြစ်ပါတယ်ဂျာတာပရိသတ်သမီးတွေအတွက်ဂျာတာပရိဂျိုကြီး ကရကတ်ယာဒီကွင်အတွင်းခိတခဏအလင်လာတဲ့ရပ်ပေါင်း55ရက်ခန့်အတွင်းမှာအဓိပတိနက္ခတ်ထီးဖြူနက္ခတ်တွေကြရောက်တဲ့နက္ခတ်အချိန်ခါကောင်းကိုနှစ်ချိန်တိတိဇက်တိုက်ကြုံတွေ့ရတာဖြစ်ပြီးတော့ဒီလိုနက္ခတ်အချိန်ခါကောင်းတွေကြရောက်တဲ့အချိန်မှာမိမိတို့ရဲ့ငွန်းတဲ့ကောင်းကင်ပေါ်မှာအဓိပတိနက္ခတ်ထီးဖြူနက္ခတ်နဲ့အာကောင်းပြီးတောက်ပနေတဲ့ဇာတာပရိဂျူ တည်ရှိထားတာကြောင့်ဒါဟာမိမိတို့နောက်နှစ်ပေါင်း80-80ကျော်လောက်မှသာထပ်မံပြီးကြုံကြိုက်နိုင်မှာဖြစ်တာကြောင့်ထပ်မံတွေ့ကြုံရမယ့်အခွင့်အလမ်းနေပါလွန်းလာတာတွေ့ရမှာဖြစ်ပါတယ်ကရကရာသီတွင်ကိုခိတ္တခဏအလေလာတဲ့ကောစာဂျာတာပရိဂျိုကြီးဟာကျွန်တော်တို့မြန်မာနိုင်ငံရဲ့အလဲပိုင်းဒေသတွေဖြစ်တဲ့ မန္တလေးမိထီလာပကံညောင်ဦးအလားတူစွာပဲရှမ်းပြည်နယ်အတွင်းမှာဆိုရင်လဲရက်စောက်လဲချာကွန်ဟိန်းကျိုင်းတုံမိုင်းယွန်းမိုင်းယုဒေသတွေကိုဖြတ်တန်းလာမှာဖြစ်ပါတယ်ဒီလိုကရကတ်ရာတီကွင်ကိုခိတ္တအလဲလာတဲ့ကောစာ ဂျာသာပရေးချူကြီးအနေနဲ့1966ဩဂတ်လ22ရက်ကနေ1969စက်တင်ဘာလ23ရက်အတွင်းမှာမွေးဖွားခဲ့တဲ့ဂျာသာပရေးသားသမီးတွေ1988ဩဂတ်လ5ရက်ကနေ1988ဩဂတ်လ28ရက်အတွင်းမှာမွေးဖွားခဲ့တဲ့ဂျာသာပရေးသားသမီးတွေ1990ဇူလိုင်လ22ရက်ကနေ1990 1991ဩဂတ်လ23ရက်အတွင်းမှာမွေးဖွားခဲ့တဲ့ဂျာသာပရိသတ်သမီးတွေကိုထူးခြားစွာကောင်းကျိုးပြုစေမှာဖြစ်ပြီးမေထုံလက်ကံလက်တူလက်ဓနုလက်ကုံလက်မှာမွေးဖွားလာတဲ့သူတွေကိုထီစုကြီးပေါ့မဲ့အခွင့်အလမ်းထီပေါက်တယ်လို့ငွေကြေးအမြောက်များအစုလိုက်ပြုံလန့်ရရှိခြင်းအခွင့်အလမ်းတွေ တွေ့ကြုံလာစေမှာဖြစ်ပါတယ်ဒီလိုဂျာတာပရိသတ်သမီးတွေအတွက်ကောဇာဂျာတာပရိချိုကရကတ်ရာတီရောက်ရှိပြီးအဓိပတိနက္ခတ်ထီးဖြူနက္ခတ်ဂိမ်းနေကြောက်ရွတ်တဲ့အချိန်ကာလမှာဗုဒ္ဓကံမြင့်ရေရာနဲ့ဓာတ်ရေရာတွေစီရင်ဆောင်ရွက်မှုမှာမိမိတို့အနေနဲ့ဖျားရှိကို၅ပါးတီလ ခံယူမှု အပြီးမှာထဲ့သွင်း ရွတ်ဆိုရမယ်ဂါထာတပုတ်ကိုပါတင်ပြပေးသွားမှာ ဖြစ်ပါတယ်ဒီဂါထာကတော့မန္တန်မောင်း16မျိုးမှာအလွန်နမဲကြီးလာပြီးတော့မှ950နိပတ်တော်တွေထဲမှာပါရှိတဲ့စေနာမဏိဂါထာတော်ကြီးဖြစ်ပါတယ်ဒီစေနာမဏိ ဂါရာတော်ကြီးမှာအလိုဆန္ဒကိုပြည့်ဝနိုင်တဲ့ယရနာတွေကိုအစချီပြီးတော့မှဗုဒ္ဓံဓမ္မံတန်ခံဒီဟူသောယရနာမြတ်၃ပါးကိုကိုယ်ဝယ်စိက္ကတိုင်တယ်ပြီးတော့မှကြံစည်တောင်းတမှုပြုရတဲ့ဂါရာတော်ကြီးဖြစ်ပါတယ်။စေနာမဏိဂါရာတော်ကြီးနဲ့ဇာတာပတိချုပ်ကြီးအလင်းရောင် တောက်ပတဲ့အချိန် အဓိပတိထီးဖြူနက်ခတ်တီဆက်ရောက်တဲ့အချိန်မှာရုတ်ဖတ်တရဲစေခြင်းအပြင်မိမိတို့ရဲ့အလိုဆန္ဒတွေအမြန်ဆုံးပြည့်ဝဖို့အတွက်အထောက်ပံ့ဖြစ်စေမှာ ဖြစ်ပါတယ်ကျွန်တော်တင်ပြအကြံပြုခဲ့တဲ့အကြောင်းကဏ္ဍတွေကိုယုံယုံကြည်ကြည်လိုက်နာဆောင်ရွက်ခဲ့မယ်ဆိုရင်မိမိတို့ရဲ့ဘဝစဉ်တန်းထူးခြားစွာတိုးတက်မြင့်မားပြောင်းလဲလာစေမှာဖြစ်ပါတယ် ဒီလိုအချိန်ကာလတွေမှာထီကန်ဆားနိုင်တဲ့အခြေအနေတွေပါရှိနေတာဖြစ်တဲ့အတွက်ကြောင့်ထီကန်ဆားမှုကိစ္စရပ်တွေကိုလည်းဆောင်ရွက်နိုင်မှာဖြစ်ပါတယ်ထီကန်ဆားမှုနဲ့ပတ်သက်တဲ့အကြောင်းကဏ္ဍတွေကိုတော့ကျွန်တော်ရဲ့ Astro Garden Channel ကနေ အစီအစဉ်တင်ဆက်သူတွေကနေဆက်လက်ပြီးတော့တင်ပြပေးသွားမှာ ဖြစ်ပါတယ်မိတ်ဆွေ ဂျာတာပရိတာသမီများအပါဝင်ခုနှစ်သားသမီးတွေအနေနဲ့မိမိတို့ရဲ့ဘဝရည်ရွယ်ရည်မှန်းချက်လူအင်ကြံစီမှုကြီးပွားတိုးတက်အောင်မြင်မှုအခြေအနေတွေအလုံးစုံပြည့်ဝရရှိနိုင်ပါစေလို့ဆုတောင်းမြတ်တာပို့သပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ